ချစ်သူတက်တန်း73နှစ်ကျော်အကြာမှာမင်္ဂလာမော်ကွန်းတဲ့လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်တဲ့တရုတ်ဆောင်ကောင်းပြည်နဲ့တန်နာဘုံမင်္ဂလာပါပရိသတ်ကြီးရေဒီကနေ့မေလာ18ရက်နေ့တနင်္ဂနွေနေ့လေးမှာတော့တရုတ်ဆောင်ကောင်းပြည်နဲ့တန်နာဘုံတို့ချစ်သူနေအောင်ချစ်ခင်ရတဲ့အမှုပညာညီကိုမောင်နှမတွေနဲ့ဂုံတီရှိလူကြီးမင်းများရဲ့ရှိမောင်မှာမင်္ဂလာမော်ကွန်းတဲ့လက်မှတ်ရေးထိုးခဲ့ပြီးမင်္ဂလာဆုံးကျွေးအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ကောင်းပြည်နဲ့တန်နာဘုံတို့နှစ်ယောက်ကအမှုပညာတက်တန်းလေးကြာမြင့်ခဲ့ပြီးဖြစ်တယ်လို့ ချစ်သူတက်တန်းလဲ73နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့နှစ်ယောက်တစ်ဘဝတည်ထောင်မှုအတွက်စ조사ရုံးကန်ခဲ့ကြရင်းနဲ့ချစ်သူတက်တန်း73နှစ်ကျော်ကြာမှသာမင်္ဂလာအေးခံပွဲကိုကျင်းပခဲ့ပြီးတရားဝင်အကြံဉာဏ်များတွေအဖြစ်ပြည်သက်တွေရှိကိုချပြလာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ကောင်းပြင်းတဲ့တနာဘိုလိုရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့မင်္ဂလာဆုံးကျွေးပွဲအခမ်းအနားကိုတော့ဒီကနေ့မေလ18ရက်နေ့တနင်္ဂနွေနေ့မနက်9:00နာရီကနေနေ့လယ်12:00နာရီအထိအောင်စမှုတော်ရဓမ္မရိပ်သာကျောင်းမှာကျင်းပပြုလုပ်သွားတာပဲဖြစ်ပါတယ်။ တရုတ်ဆောင်ကောင်းပြင်းတဲ့တန်တာဘိုတို့ချစ်သူနှစ်ဦးဒီကနေ့မင်္ဂလာရက်မြန်မာစပြီးနှစ်ပေါင်းများစွာအတိုင်းတရားပြောရှင်ချမ်းမွေးပွေရာမိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပရိသတ်ကြီးကဆုတောင်းပေးခဲ့ကြပါအောင်ရှင် တရားကိုကြောင်းပြုစုအပိတ္တတူဒီမြာရှိမှမဟုတ်ကျွန်တော်ကျွန်တော်တို့ကဒီလိုဧကံဝေခန္ဓာကြီးကတော့အောင်မြင်စွာဖြင့်စင်ရင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာတို့ဖြစ်ပါရင်ဘက်ကွာညညကြကုန်ပြီးဝိသ္စာပန်းစံသစ္စာလာတသစ္စာနေတို့နှစ်ထွေမသွေမုတ်ချဖြစ်ကြပါစေကုန်သတည်းအလိုရှိအမြတ်လို့အပ်သောပြိတ္တများ၎င်း တရားသူကြီးမင်းဖြင့်ဆောင်ရွက်ပေးခဲ့ပါတော့ဦးစွဲပြည့်စုံဒုတိယမြို့နယ်တရားသူကြီးရန်ကင်းမြို့နယ်တရားရုံး၎င်းအသီးသတ်တင်များဖြင့်အဲ့ဒါကလည်းဒီလိုမျိုးပဲ။ ရပါဗျာနောက်ထပ်ရိုက်ကူးတို့သူများစင်မြတ်တက်ကို